သားအခုတော့နည်းနည်းလေးသူလိမ္မာလာပြီပေါ့လိမ္မာလာတဲ့အခါကျတော့တိတ်တော့ပြောစရာမလိုတော့နောက်ပြီးတော့လေအဲ့လိုပဲအမေကိုမြဲတမ်းမှီနေမှာဆိုတဲ့အတွက်ပေါ့နော်မဆာလေးကတရက်တလေးပဲလိုက်သွားတာပေါ့တရက်နှစ်အခုလည်းနေသွားတာနှစ်ကားပေါ့နော်အဲသူကောင်းဆောင်နှစ်ကားပေါ့မမေလိုက်ခဲ့ပါအောင်ဆိုတော့လိုက်သွားပေးလိုက်တယ်နှစ်ရက်ဘာလာလောက်တာလဲတဲ့နှစ်ရက်နဲ့တဲ့ဆိုဟုတ်လားကြည်တာလေလို့ဟုတ်အေးကတငယ်ချင်းတငယ်ချင်းပဲတငယ်ချင်းပဲ ာတမိလေးကတော့ကျမ်းမာရေးတော်တော်လေးကောင်းလာပါပြီဟုတ်အာဒါပေမဲ့တော့ဂယုဆိုင်နေရတာပေါ့နော်တမိကဇန်နဝါရီကျမ်းမာသူကပြန်ပြီးတော့တကူလုံးချက်ကပ်ပြန်လုပ်အောင်ပါပေါ့နော်ချက်ကပ်ပြန်လုပ်ပြီးတော့အာလုံးဝအရှင်းပြောက်သွားပြီဆိုရင်ကတော့ဟော်မုန်းဆေးကိုပဲတသက်လုံးတောက်သွားပါမယ်အာတကယ်လို့နည်းနည်းလေးကင်ဆာဆဲလ်လေးဂျန်သေးတယ်ဆိုရင်တော့ရေဒီယိုအိုင်ယိုရင်ထပ်တောက်အောင်ပဲပေါ့ဒါပါပဲရှင်ဟုတ် မော်ရုပ်ရှင်ထုတ်လို့ရေးပေါ့နော်မော်ရုပ်ရှင်ထုတ်လို့ရေးပွဲဥတွေရုပ်ရှင်ကားကြီးအာမတက်မရပေါ့နော်အဲ့ကားမှာတော့ဘာဝင်သေးဦးဆောင်တဲ့သူတွေကမောင်လေးမောင်လေးနေတူညီမလေးဖွေနောက်ပြီးတော့အာညီမလေးပေါ့နော်ဝင်းတပြေထွန်းပေါ့နော်အာနာမည်ကြီးအညိတ်မင်းမီပေါ့နော်အခုတော့ဒါရုပ်ရှင်မှာပထမဦးဆုံးပွဲထွက်ကားဖြစ်ပါတယ်မဆာလေးကလည်းအခန်းကဏ္ဍတစ်ခုကနေပြီးတော့ပါဝင်အဖြစ်သေးဦးဆောင်ပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်အေဂျိုရင်းဆိုတော့ ူကတာဝန်တော်တော်ကြီးရဲ့အိမ်ကိုတင်လာလို့လားအဲ့ဒါကတော့ရိုက်ပြီးပါပြောတော့ချမ်းနေသိရမလားအဲဒရိုက်တာမင်းဆက်တယ်လေအော်တော့ဘယ်လိုပြောရမလဲဆိုတော့သူကအဲ့လိုမျိုးပြောတာတွေမကြိုက်ဘူးဇလန်းပေါ်မှာဆိုလို့ဟုတ်တယ်မောင်လေးနေတွန်းနဲ့ရောအဲ့ညီမလေးပွေးနဲ့ရောမဆုံတာတော်တော်လေးကြာပါပြီဟုတ်ဟုတ်ကဲ့မဆာလေးကတော့ဒီမှာပေါ့နော်ပြောမှာအင်တာဒေးပေါ့နော် စကားမမဆာလေးအာလောက်ဆောင်ဘယ်လိုပြောရမလဲလောက်ထားတဲ့ character တခုမဟုတ်ဘူးပေါ့နော်ဒီဟာ character ပေါ့နော်အတ္တကလေးပေါ့နော်အဲ့လောက်ပဲပြောပြရစီဒီမာထရိုက်တာလည်းကြည့်နေပြီမျိုးလုံးနဲ့တည်တယ်တည်တယ်မောင်လေးမပြောဘူးဒီထဲပို့ပြီโอเคအဲ့ဒါကြောင့်မဆာလေးကဒီပေါ့နော်ကိုရတဲ့နေရာလေးကနေပြီးတော့အကောင်းဆုံးပေါ့နော်ဒီဥဆောင်လေးသွားပါမယ်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် အဲဟုတ်တယ်အကုန်လုံးလုံးချတယ်မဆာလေးကမနေ့ကမှခီးရပြန်ရောက်လာလေမနေ့ကတသားစီတသားကရိုက်တယ်ပင်တရားကိုခဏလိုက်သွားကြည်တာပေါ့နော်လိုက်သွားကြည်ပြီးတော့မှမနေ့ကညမှပြန်ရောက်တာဆိုတော့မဆာလေးကတော့ script မဖတ်လိုက်ရဘူးပေါ့ဒါမဲ့တော့အိမ်မှာတော့ script ပြောင်းနေပါပြီဟုတ်မဆာလေးတခါတားကိုခေါ်လိုက်တာတခါတည်းအကုန်လုံးဝိုင်းပြောကြတာလေနော်ဟုတ်ကဲ့ဟုတ်အော်ပါပဲတတအခုတော့နည်းနည်းလေးသူလိမ္မာလာပြီပေါ့လိမ္မာလာတဲ့အခါကျတော့တိတ်တော့ပြောစရာမလိုတော့နောက်ပြီးတော့လည်းအဲ့လိုပဲအမေကို အများနဲ့မှီနေမှာဆိုတဲ့အတွက်ပေါ့နော်အခုဆိုရင် shooting တော်တော်များများဆိုရင်သူနဲ့သူ့ရဲ့လူသူ့ရဲ့ style လေးအဲ့ဒါပဲလွှတ်လိုက်တယ်မဆာလေးကတရက်တလေးပဲလိုက်သွားတာပေါ့တရက်နှစ်အခုလည်းနေသွားတာနှစ်ကားပေါ့နော်အဲသူကောင်းဆောင်နှစ်ကားပေါ့ဆိုတော့အခုပြန်လာမေမေလိုက်ခဲ့ပါအောင်ဆိုတော့လိုက်သွားပေးလိုက်တယ်နှစ်ရက်ဘာလာလောက်တာလဲတဲ့နှစ်ရက်နဲ့တဲ့ဆိုဟုတ်လာကြည့်တာလေလို့ပြောတယ် အော်အမေကတငယ်ချင်းပဲတငယ်ချင်းပဲတငယ်ချင်းပဲခေါ်တော့ကသူခေါ်ပြီးတော့ပြီးတော့ဘာလာလောက်တာလေဟုတ်တယ်ဗမေးတယ်ဘာလာလောက်တာမဟုတ်ဘူးမဟုတ်သူကသူ့စီမှာနေတာနည်းလို့လေမဆာလေးကသူ့စီမှာနှစ်ရက်ပဲနေခဲ့တာပေါ့ပြီးတော့မဆာလေးဖာနဲ့မဆာလေးတငယ်ချင်းနေလဲပါတော့ကလောတက်တယ်ကလောတက်ပြီးမနေ့ကညမှာပြန်ရပါမင်းပြန်ဆိုသူကပြန်လာမယ်ရန်ကုန်ပြန်လာမယ်မဆာလီကအခုဟိုဟာမင်းမျိုးကိုထွက်မယ်တာမီနီကလည်းဝင်ထွက်တယ် ဟုတ်ဟုတ်ကတမိနဲ့ပြောပြတော့ဟုတ်အာတမိလေးကတော့ကျမ်းမာရေးတော်တော်လေးကောင်းလာပါပြီဟုတ်အာဒါပေမဲ့တော့ဂယုဆိုင်နေရတာပေါ့နော်အာအနေအနေအစားတော့ပေါ့အနေထိုင်လေးဂယုဆိုင်ရတယ်တမိကဇန်နဝါရီကျမ်းမာသူကပြန်ပြီးတော့တကူလုံးချက်ကပ်ပြန်လုပ်အောင်ပါပေါ့နော်ချက်ကပ်ပြန်လုပ်ပြီးတော့အာလုံးဝအရှင်းပြောက်သွားပြီဆိုရင်တော့ဟော်မုန်းဆေးကိုပဲတစ်သက်လုံးတောက်သွားပါမယ်အာတကယ်လို့နည်းနည်းလေးကင်ဆာဆဲလေးဂျန်သေးတယ်ဆိုရင်တော့ရေဒီယိုအိုင်ယိုရင်ထပ်တောက်အောင်ပဲပေါ့ဒါပါပဲရှင်ဟုတ်ဟုတ်ကဲ့ အနုပညာပိုင်းကတော့သူဒီအကြောင်းအကြောင်းပေါ့နော်သူအကြောင်းပြီးမှပဲဒီထဲကိုတကယ်ကိုထက်ထဲဝင်ဝင်နဲ့လုတ်ဖြစ်ပါမယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်သူအခုဆိုရင်ကြော်ညာလေးတွေရိုက်ရတယ်နောက်ပွဲထက်လေးတွေရှိရပေါ့အဲနောက်အဲသူရိုက်ထားတာရုပ်ရှင်ကားကြီးရုပ်ရှင်ကားကြီးပေါ့အခုလဲ series တွေလာငှားကြတယ်ဒါငှားတော့ဘန်းစာလေးကအဲ့လိုမျိုး ိုနည်းနည်းကလေးပင်မမှာဆိုသေးလို့နေရာဖြစ်ပေါ့နော်နောက်ပြီးတော့ရန်ကုန်မှာဆိုတော့ကိစ္စမရှိဘူးနေဆိုတော့လေအဲ့နဲ့ series တစ်ခုတော့ဖျက်လိုက်တယ်မိမိကိုပဲဟုတ်လားဟာတဲ့အဲ့တော့ဟိုဟာပေါ့သူအခုစိန်စပယ်ဘူးကြော်ညာလေးသူအခုဟိုဟာ၅ရက်နေမှရိုက်မယ်ပေါ့ဟုတ်တယ်ကြော်ညာရိုက်မှာဟုတ်တယ်ဟုတ်တယ်ဟုတ်ဆိုတော့ပြီးရင်လဲအဲ့လိုပဲပေါ့နော်အာသူကြောင်းသွားမတက်ခင်ကာလမှာသူရုပ်ရှင်တကားကြီးနောက်ထပ်တကားရိုက်ဖို့ရှိပါတယ်ဒါပေမဲ့ဟို ပြောလို့မရသေးလို့ပါ